မင်္ဂလာပါရှင်ဒီကနေ့ပြောပြမယ့်ဇာတ်လမ်းကတော့ online dating app ကိုအသုံးပြုရင်းနဲ့ဖြစ်ပေါ်လာတဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းနဲ့လူတက်မှု ဖြစ်ရမှန်မှုခင်ဇာတ်လမ်းကလေးပဲဖြစ်ပါတယ်ဒီအဖြစ်ပြက်လေးတွေကဒီ2012ခုနှစ်မှာ American နိုင်ငံမှာအမှန်တကယ်ဖြစ်ပွားခဲ့ပြီးတော့လူသက်တရခံကို2018ခုနှစ်ရောက်တဲ့အခါမှတန်လျှင် ဖော်ထုတ်ပြီးတော့ဖန်စီထောင်ချနိုင်ခဲ့တဲ့အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ဇလံကလေးပဲဖြစ်ပါတယ်။အခုကျွန်မဆက်ပြောမယ့်ဇက်ကောင်လေးကိုတီချာလေးနားထောင်ကြည့်လိုက်နော်။ပြီးတော့ဒီဇလံတစ်လျှောက်လုံးမှာဘ누구ကလူတက်တရခံဖြစ်မလဲဘ누구ကအသက်ခံရတာလဲပြီးတော့ဒီမှုခင်းကိုပေါ်အောင်ဒါလောက်ရှုပ်ထွေးနဲ့နဲ့တဲ့မှုခင်းကိုပေါ်အောင်ဘလူမျိုးသူတို့ဖော်ထုတ်ကြမှာလဲဆိုတဲ့ဟာကိုတွေးရင်းနဲ့ဒီဇလံလေးကိုလိုက်ပြီးတော့ အာတ िश ူနားဆင်ပေးကြပါလို့ဖိတ်ခေါ်လိုပါတယ်။ကဲဇလန်လေးကိုဆက်လိုက်ကြပါစို့။အသက်35နှစ်အရွယ်ဒေးဗ်နဲ့အေမီယာကလေးနှစ်ယောက်ရပြီးတဲ့အချိန်မှာအိမ်ထောင်ရေးအဆင်မပြေဖြစ်ပြီးတော့အိမ်ထောင်ကွဲသွားတယ်။အိမ်ထောင်ကွဲသွားတဲ့အခါကျတော့အေမီယာသူ့မိဘတွေရှိတဲ့အိုမဟာကိုပြန်ဖို့ဆုံးဖြတ်လိုက်တယ်။ပြန်သွားခဲ့လိုက်တယ်။ဆိုတော့ဒေးဗ်ကလည်း "तू ကအိမ်ထောင်သာကွဲတယ်။ကလေးတွေအတွက်ကတော့ तू က ဖခင်ကောင်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့်သူကဒီကလေးတွေနဲ့နီနီနာနာနေလို့ရအောင်ဆိုပြီးတော့သူ့ရဲ့အဲဒီအရင်ကွဲသွားတဲ့မိန်းမရှိတဲ့အိုမဟာကိုသူလည်းလိုက်ပြီးတော့ပြောင်းရွှေ့ခဲ့တယ်။ဒီအိုမဟာကိုလိုက်ပြောင်းရွှေ့ခဲ့ခြင်းကသူ့ဘဝအတွက်အင်မတန်ကြောက်စရာကောင်းတဲ့အလဲအပြောင်းတစ်ခုဖြစ်လာခဲ့မယ်ဆိုတာဒါသိခဲ့မယ်ဆိုရင်သူပြောင်းလိမ့်မယ်လို့ကျွန်မမထင်ဘူး။ဒါပေမဲ့ အစရောက်စမှာတော့အရာခတ်သိန်းကအဆင်ပြေနေတယ်ပေါ့။ तू ကအင်ဂျင်နီယာတယောက်ဖြစ်တဲ့အခါမှာ तू ကဒီကားပြင်တဲ့ workshop တစ်ခုမှာ तू ကအလုပ်ဝင်လုပ်တယ်။သူ့သားသမီးတွေနဲ့လည်း तू ကချိန်တိုင်းတွေ့ရတယ်။အလုပ်ကံကလည်းအဆင်ပြေတယ်။အိမ်ခန်းလေးကလည်းအေးအေးဆေးဆေးတယောက်ခန်းလေးရထားတယ်။အဲ့လိုမျိုးဟိုအဆက်ဆက်ရရအရာအဆင်ပြေပြီးတာယာနေတဲ့ဘဝလေးတစ်ခုကို तू ကရခဲ့တယ်ပေါ့နော်။ဆိုတော့သုံးစံအတိုင်းအရွယ်ကောင်းယောက်ျားလေးတယောက်ဖြစ်တာနဲ့အညီ तू ကထီးကျန်တယ်လို့ခံစားလာရတယ်။အဲ့ဒါကြောင့် तू က ဒီ online dating app တခုကိုအသုံးပြုပြီးတော့သူ ਨੇ ဒီအပျော်ပေါ့နော်အဲ့လိုအလေးနဲ့မထားဘဲနဲ့အပျော်တွဲမဲ့အဲချစ်သူမိန်းကလေးကိုရှာဖို့သူကအဲ့ဒီ online dating app ကိုအသုံးပြုခဲ့တာအစတော့ကဒီ online dating app ကိုသူ register စလုပ်လိုက်တဲ့အချိန်မှာကြတော့တရားမှသူ့ကိုစိတ်ဝင်စားတာမရှိဘူးသူ ਨੇ match ဖြစ်တာမရှိဘူးပေါ့အဲ့ဟဲ့ငါအဲ့လောက်တော့စိုးလို့လားလို့သူ့ကိုတော့သူတောင်မှပြန်ပြီးတော့တွေးလိုက်သေးတယ်ဒါမဲ့ နောက်တစ်ကြိမ်သူအဲ့ဒီ app ကိုပြန်ပြီးတော့ဖွင့်ဖွင့်လိုက်တဲ့အခါမှာကြတော့သူနဲ့ match ဖြစ်တဲ့အမျိုးသမီးတူဦးကိုသူကတွေ့သွားတယ်ပေါ့နော် list ကိုရလို့ခေါ်တဲ့အမျိုးသမီးလေးကိုတွေ့ရတယ်ဆိုတော့အဲ့ဒီအမျိုးသမီးလေးကသူ့လိုပဲ single mother ဖြစ်နေတာပေါ့နော်အ single parent ပေါ့နော်အဲ့လိုဖြစ်နေတယ်ကလေးနှစ်ယောက်ရှိတယ်ပြီးတော့ဒီ deaf နဲ့ list နဲ့ကအကြိုက်တယ်အရန်တူတယ်ဥမာ တရားဝဆိုင်ကရှိတယ်နောက်တရားဝဆိုင်ကစည်းကျင်တဲ့အဲ့လိုမျိုးတွေပေါ့နော်ကြည်ကျင်တဲ့ရုပ်ရှင်ဇလန်းပုံစံတွေကအစတူတယ်အဲ့လိုမျိုးတော်တော်များများတူနဲ့ type တူတဲ့အဲအမျိုးသမီးဖြစ်နေတယ်ဆိုတာကို Dave ကတွေ့လိုက်ရတယ်ပေါ့ပြီးတော့ သူတို့နှစ်ဦးစတွေ့တဲ့အချိန်မှာကလေးက Dev က list ကိုအတိပေးထားတယ်။ "तू ကဒီလောလောဆယ်မှာ serious ဖြစ်တဲ့ relationship ကို तू ကမလိုချင်ဘူးပေါ့နော်။ဒီလိုပဲပေါ့ပေါ့ပါပါတယောက်နဲ့တယောက်အဲ့လိုတွဲကြတဲ့ဟာမျိုးကိုပဲ तू ကလိုချင်တာဖြစ်တယ်လို့ तू ကအတိပေးထားတယ်ရှင်းရှင်းလင်းလင်းပေါ့နော်။အဲ့ဒါနဲ့ဒီအာ list နဲ့ Dev နဲ့လို့ပျော်ပျော်ရွှင်ရွှင်လေးတွဲနေတဲ့ကာလတစ်ခုရောက်လာခဲ့။အဲ့ဒီတနေ့မှကြတော့ဒီ ဒက်ဖ်ရဲ့ဘဝအထဲမှာမမျော်လင့်ထားတဲ့နောက်ထပ်အမျိုးသမီးတစ်ယောက်ဝင်လာခဲ့တယ်ပေါ့အဲ့ဒီအမျိုးသမီးကသူ့ရဲ့ကား workshop မှာလာပြီးတော့ကားလာပြင်တာသူကခြေထောက်လေးပဲစမြင်ရကလေးကသူကစိတ်ဝင်စားတာပေါ့နော်ဒီအမျိုးသမီးလေးကိုသူမြင်လိုက်တဲ့အချိန်မှာကလေးကသူကတော်တော်လေးတဘောကျသွားတယ်ဒါပေမဲ့အော်နောက်ပြန်တွေ့ရမယ်လို့မထင်ထားခဲ့ဘူးပေါ့နော်အဲ့တနေ့တော့သူကသူသုံးနေကြ online dating app ကိုသူပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီမှာ ဒီကားလာပြင်းတဲ့အမျိုးသမီးอ่ะနော် carry လို့ခေါ်တယ်အဲ့ဒီ carry ကလည်းအဲ့ဒီ dating app မှာရှိနေတယ်ဆိုတော့တွေ့ရတယ်အဲ့နဲ့သူအယံဝန်းတာသွားပြီးတော့ hey carry i know you ပေါ့အဲ့လိုသူက message ပို့လိုက်တယ်ငါနင့်ကိုသိပါတယ်ပေါ့အဲဟိုဘက်ကလည်း hey ငါလည်းနင့်ကိုသိပါတယ်ပေါ့အဲ့လိုနဲ့အပြန်အလှန် message တွေပို့ရင်းနဲ့ချိန်မိသွားတယ်ချိန်မိသွားတော့သူတို့လည်းအပြင်မှာတစ်ခါပြန်ပြီးတော့ချိန်တွေ့တယ်အဲ့နဲ့ပထမဆုံး date လုပ်တဲ့အဲ ညမှာပဲသူကကမလီယာကယ်ရီယာဒေးဗျအိမ်ကိုလိုက်လာခဲ့တယ်။သူအဲ့အိမ်ထဲမှာရှိနေတော့စကားပြောနေကြတော့မှမမျော်လင့်မဲနဲ့လစ်ကလည်းပဲသူကြံခဲ့တဲ့ပစ္စည်းလေးတခု လာယူစရာရှိတယ်ဆိုပြီးတော့ပေါက်ချလာပါလေရော။အဲ့ဒါနဲ့ကယ်ရီယာပြန်ပြီးတော့ပြန်သွားလိုက်တယ်ပေါ့။ဆိုတော့ဒီအမျိုးသမီးနှစ်ယောက်ကဒီတကားဝလေးမှာဒီလိုအဝင်အထွက်လေးဒီလိုလေးခဏပဲလို့ပဲတွေးလိုက်တယ်။ မျိုးလုံးချင်းစကန့်ချင်းခဏလောက်ပဲသူကစုံလိုက်တယ်ပေါ့ဒါမဲ့အဲ့ဒါလို့ခဏလေးမျိုးလုံးချင်းစုံလိုက်တဲ့ဒီလိုဖျက်လျှောက်လိုက်တဲ့တခဏဟာသူတို့နှစ်ယောက်ရဲ့ဘဝကိုလုံးဝအကြည့်ကြီးပြောင်းလဲသွားစေမဲ့တခဏဆိုတာအဲ့ဒီချိန်မှာတော့မတိခိကြဘူးပေါ့နော်ဒီလိုနဲ့တိတ်မကြခင်မှာပဲဒီ div က carry နဲ့ပဲဆက်ပြီးတော့တွဲသွားတော့တယ်ပေါ့အဲ့တော့ carry ကလည်းပဲ အာ Dave နဲ့ပျော်ပျော်ရွှင်ရွှင်တွဲသွားနေနေသူ့ရဲ့အလုတ်ကဒီ Dave ရဲ့နေအိမ်နဲ့နီးနေတယ်အိမ်နဲ့နီးတော့သူကခဏလေး move in ပေါ့နော် Dave ရဲ့အိမ်ကိုသူခဏလာနေ ဖြစ်ဖို့ဖြစ်သွားခဲ့တယ်ပေါ့တရက်မှာကျတော့ဒီလိုအဆင်ပြေပြီးတော့ပျော်ပျော်ရွှင်ရွှင်ဖြစ်နေတဲ့ဘဝကလုံးဝအာတန်းငယ်ခွေချိုးခွေသွားတဲ့အနေအထားတစ်ခုဖြစ်သွားတယ်ပေါ့အဲ့ဒါဘာလဲဆိုတော့မနေ့မှာ carry က အိမ်ကနေမထွက်ခင်မှာသူက Dave ကိုအနမ်းလေးနဲ့နှုတ်ဆက်သွားခဲ့သေးတယ်။အဲ Dave ကအပြင်ရောက်နေချိန်၄နာရီကျော်လောက်မှဖြစ်မဲ့တယ်နဲ့အဲ့ဒီချိန်လောက်ရောက်တဲ့အခါကျတော့သူစီကို Carrie စီကနေ message ကဝင်လာခဲ့တယ်။အနည်းကိုပြောစရာရှိတယ်ပေါ့။ငါစဉ်းစားတယ်ပေါ့။ငါနေ့အိမ်ကိုပေါ့ officially ပြောင်းလာခြင်းနဲ့တဲ့။အဲ့လိုမျိုး message ပို့လာခဲ့တယ်။အဲ့နဲ့ Dave ကလည်းငါတို့နှစ်ယောက်သဘောတူထားတဲ့အတိုင်းပဲ ပေါပေါပပပဲဆက်သွားခြင်းနဲ့အဲ့လိုရေရှည်အဲ့လိုနေဖို့ကတော့အဆင်မပြေဘူးဆိုတော့သူကရင်ရင်ကြီးကြီးလေးသူကညင်းလိုက်တယ်။ဒါပေမဲ့အဲ့လိုညင်းလိုက်တဲ့အချိန်ကနေစပြီးတော့ career ရမျက်နှာဖုံးကွာကျသွားပြီးတော့ဒေါရအရန်ထွားပြီးတော့သွားစားရီကုံပို့ရတာကောင်းပြီတဲ့ငါနေကိုနောက်ထပ်ဘယ်တော့မှမတွေ့ချင်တော့ငါနေကိုမုန်းနေပေါ့။နေငါနဲ့ဝေးဝေးနေပါအဆရှိတဲ့ message တွေကို career တခါတလေလေး Dave စီကိုပို့ပေးခဲ့တယ်။ အဲ့ဒီရက်ကစပြီးတော့ carry က dev ရဲ့အိမ်ကိုလည်းလုံးဝမလာတော့ဘူးအိမ်ကိုမလာတာတင်မကเนาะဒီမြင်ကွင်းတစ်ခုလုံးကနေပါလုံးဝအပီးပျောက်ကိုပျောက်သွားတာเนาะသူဘေးမှာလမ်းမှာလည်းမတွေ့တော့ဘမမှာလည်းမတွေ့တော့အတန်လည်းမကြတော့ဒါပေမဲ့ message ကတော့တောက်လျှောက်ပို့ပြီးတော့သူ့ကိုအဲ့လိုဟို six ဆိုးတဲ့ message တွေကိုတောက်လျှောက်ပို့တယ်ချိန်ချောက်တဲ့ message တွေကိုသူအဲ့နေ့ကနေစပြီးတော့တောက်လျှောက်ပို့နေတော့တာပဲပေါ့เนาะ အဲ့လိုနဲ့တိတ်မကြခင်မှာ carry ရဲ့အမေကလည်းပဲ carry စီကနေပြီးတော့ message ကိုစရခဲ့တယ်ပေါ့နော်အာဒီသူ့အမေ Nancy ကို carry ကပြောလဲဆိုတော့ "तू ကအလုတ်တက်ရလို့တဲ့ Kansas ကိုပြောင်းသွားပြီ"တဲ့အဲ့တော့ "तू မကြခင်မှာဒီအခြေအနေတဲ့အဲ့ဒီနေဖို့ထိုင်ဖို့ဘာညာပြင်ဆင်ပြီးလို့ရှိရင် तू တောင်းအောင်လာခေါ်မယ်"ဆိုတဲ့ message ကိုသူ့အမေစီကိုပို့ခဲ့တယ် သူ့မေကနည်းနည်းတော့ထူးဆန်းတယ်ပေါ့ဒီမှာအလုပ်ကောင်းကောင်းရှိနေရဲ့သားနဲ့ရုပ်တရက်အလုပ်ပြောင်းသွားတာ哦เนาะဒါမဲ့အဲတိတ်ထူးဆန်းတယ်ဆိုတာတော့ပဲတိတ်ပြီးတော့စိတ်ပူလာလို့ဘာလို့ဘာမှမရှိဘူးပေါ့အဲ့တိုင်းပဲနေနေခဲ့တာတိုးတော်လည်းပဲဒီ carry ကသူ့ရဲ့ဒီ half brother ပေါ့နော်အဲသူ့မောင်မင်္ဂလာဆောင်တဲ့အချိန်မှာလည်းပဲပေါ်မလာခဲ့ဘူးအထက်ပို့ပြီးတော့ဆိုးတာဘာလဲဆိုသူ့အဖေကွယ်လွန်သွားတဲ့အချိန်မှာအတုပအထစ်ကို carry ရောက်မလာခဲ့တော့ အဲ့ဒါနဲ့သူ့အမေကလုံးဝစိတ်ပူသွားတယ်စိတ်ပူသွားပြီးတော့ရေစခန်းမှာသွားပြီးတော့လူပြောက်သွားတိုင်တော့တာအဲ့ဒီချိန်ကျမှအဲ့လိုလူပြောက်သွားတိုင်လိုက်တဲ့အချိန်ကျတော့ဒီတာဝန်ရှိတဲ့စုံထောက်တွေရေးရာရှိတွေကလည်း carry ကိုအဲ့လိုပဲเออตุยเอ่อฟอนนี่อีเมลတွေကိုဆက်တွယ်ရပေါ့ဆက်တွယ်ရအခါမှာလည်းပဲ तू อ่ะငါ့အောင်နေတော့မနောက်ရှက်ကြနဲ့ leave me alone အဲ့လိုပဲပြန်နေအားလုံးကိုလीအဲ့တော့ဒီတာဝန်ရှိတဲ့ရေးအရာရှိတွေကတွေးတာကတော့အေးဒီ carry က သူ့ဘဝကိုသူ့ဟာသူဇက်မြုပ်ပြီးနေလိုက်ခြင်းတဲ့အတွက်အဲဒီလိုထွက်သွားခဲ့တယ်လို့ထင်သွားတာဖြစ်တဲ့အတွက်ကြောင့်ဟိုဆက်ပြီးတော့အဲ့လိုရှာဖွေတာစုံစမ်းစစ်ဆေးတာတွေပါတယ်မလုတော့အောင်ဒီတိုင်းထားလိုက်တာပေါ့နော်အဲ့တချိန်ထဲမှာပဲအဲ့လိုဖြစ်ပျက်နေဖြစ်နေတဲ့တချိန်ထဲမှာပဲ dev က carry စီရနေပြီးတော့အဲ့လိုစိတ်ဆိုးတော့ပွားတဲ့စာတွေသူကအဆက်မပြတ်ကိုရနေတာအစတော့ကဆိုရင်ဒီ carry ကိုင်းတဲ့ဖုန်းတစ်လုံးကနေပဲအဲ့လို message တွေဝင်နေတယ် ဒါမဲ့နောက်ကြတော့ဟဲ့ဖုန်းပေါင်းမြောက်များစွာကနေပြီးတော့အဲ့လိုအဲ message တွေပို့တယ်။နောက်ပြီးတော့ email ပေါင်းမြောက်များစွာကနေပြီးတော့ dev စီကို email email တွေ message တွေအဲ့လိုမျိုးလေးတွေပို့ခဲ့တယ်ပေါ့နော်။သူကပို့တာကတော့အကုန်လုံးစာနဲ့ပဲ။အဲ့လိုနေသူရဲ့သွာလာတာတွေတိနေဘလာဘလာလို့ချင်းချောက်တဲ့ဟာတွေပဲတောက်လျှောက်ပို့နေခဲ့တယ်ပေါ့ အဲ့ဒါအပြင် carry ကတဆင့်တက်ပြီးတော့မလုပ်လဲဆိုတော့ dev ကိုပို့တာတမကဒီ dev ရဲ့အရင်လူဖြစ်တဲ့ list ကိုပါ तू ကဆေးဆူတဲ့စာတွေမကောင်းတဲ့ကောင်းမှပါဖြစ်တဲ့ညာဖြစ်တဲ့အဲ့လိုမျိုးအာဆေးဆူချင်းချောက်တဲ့စာတွေကိုဆက်တိုက် तू ကပို့ခဲ့တယ်ပေါ့နော်အဲ့ဒါအပြင် list ရဲ့အိမ်တွေကိုဝင်ပြီးတော့ဒီ list ရဲ့အဝတ်အစားတွေအသုံးဆောင်တွေတော့အဲ့လိုလေလူတယောက်ကိုတတ်တဲ့ပုံစံလိုမျိုးဓာတ်နဲ့အဲ့လိုမျိုးတွေထိုးခွဲမွန်းပြီးတော့ ဲ့လိုတပ်ပုံရိုက်ပြီးပို့တာမျိုးအဲ့လိုမျိုးလဲလှုပ်ခဲ့တယ်ပေါ့ချိန်ချောက်တာပေါ့နော်တကယ်ကြောက်စရာเนาะဒီ carry ရဲ့လှုပ်ဆောင်ချက်ကအဲ့လိုမျိုးတွေနဲ့နစ်ချီပြီးတော့ဒီနှစ်ယောက်ကအဲ့လို carry ရဲ့နောက်ဆက်ခြင်းကိုခံရတယ်အဲ့ဒါကနေပဲသူတို့နှစ်ယောက်ကနည်းနည်းပြန်ပြီးတော့နှိဆက်သွားတယ်ပြန်ပြီးတော့တွဲဖြစ်သွားတယ်ပေါ့နော်သို့တော်လဲ carry ရဲ့နောက်ဆက်တဲ့ဟာတွေကမရက်တဲ့အခါမှာဒီ2013ခုနှစ်ဒီ August လောက်ရောက်လာတဲ့အခါကျတော့ ဒါ list ကနေပြီးတော့အာ Dave ကိုအရန်ကြောက်လန့်တကြားနဲ့ဖုန်းခေါ်တယ်။ဘာဖြစ်လို့လဲဆိုတော့ Kerry ကသူ့အင်ကိုနော်ဓာတ်စီလောင်းပြီးလုံးဝမိလာရှို့လိုက်တာ။ကံကောင်းလို့ပေါ့ဒီ list ရဲ့ကလေးနှစ်ယောက်ကအိမ်ထဲမှာရှိမနေတဲ့အချိန်ဖြစ်နေတာ။နော်ဒါပေမဲ့သူ့အိမ်မွေးတိရစ္ဆာန်နေတော့အဲ့မိထဲမှာပါသွားတယ်။ရန်တနာစရာကောင်းနေပေါ့နော်။ list ကလည်းအရန်ကိုကြောက်တာပေါ့။အဲ့နဲ့ ဘာလို့ carry ကဒီအိမ်ကိုမိရှို့တယ်လို့ပြောနိုင်တာလဲဆိုတော့ carry ကိုတိုင်က dev ကို message ပို့တယ်ပေါ့နော်။ငါနေ့ကိုမလဲဘူးငါအတီပြောတာနေ့ကောင်မအိမ်ကိုငါကမိသွားရှို့ခဲ့တာ။အဲ့ဒီကောင်မနဲ့သူ့ကလေးတွေအကုန်လုံးမိသေးပါသွားဘူးငါမျော်လင့်နေဆိုအဲ့လိုကြောက်စရာ message ကို carry ကပို့ခဲ့တာဖြစ်တယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့ carry မိရှို့တယ်ဆိုတာမျိုးအာတည်လာခဲ့ရတယ်ပေါ့။ဆိုတော့ carry ရဲ့လုပ်ရက်ကတစတစအရန်ကြောက်စရာကောင်းလာတဲ့အနေထားဖြစ်နေခဲ့တယ်ပေါ့နော်။ပြီးတော့ တခါတလေကြရင်ဒီအာ list နဲ့အဲ div နဲ့အတူတူတခန်းထဲမှာရှိနေတဲ့အချိန်မျိုးတွေမှာဆိုရင်လည်း message တွေကဝင်လာတတ်တယ်ပေါ့အာ email ဖြစ်စေ message ဖြစ်စေအဲ့လိုအချိန်တွေမှာလည်းဝင်လာတတ်ခဲ့တယ်ပေါ့နော်အာ div ကဒီလိုနောက်ဆက်တာကိုအရန်ခံပြင်းနေမခံလာနိုင်လူကတစေကနောက်ဆက်နေသလိုဖြစ်နေလေနော်အဲလူရုပ်လည်းဘာမှမမြင်အောင်ဒါမှမဟုတ်အဲ့လိုတောက်လျှောက်အဲ message တွေကလာနေတာဆိုတော့ तू ကဖုန်းပြောင်းလိုက်တယ် ဲ့လိုသူ့ဖုန်းနံပါတ်ပြောင်းလိုက်တဲ့အချိန်မှာကျတော့ခဏလေးတော့အဲ့ဒီလိုနောက်ဆက်တဲ့ဟာတွေကငြိမ်သွားတယ်။ဒါပေမဲ့နောက်တော့ထုံးစံတိုင်းပဲအဲ့လိုမျိုးအမျိုးမျိုးဆေးဆိုတာတွေချိန်ချောက်တာတွေပေါ့ငါနင်ခုဘာလုပ်နေတယ်လဲဆိုတာငါသိတယ်။နေကဘာဝတ်ထားတယ်။နေကအိမ်မှာဘလိုမျိုးထိုင်နေတယ်။အဲနေကခုဘလိုသွားနေတယ်။အစရှိတဲ့ပြင်လုံးဝအနောက်တောက်လျှောက်စောင့်ကြည့်နေတယ်ဆိုတာသိတာစီတဲ့ဇလုံးနေနဲ့အဲ message တွေပို့တယ်ပေါ့ပြီးတော့ နေအိမ်ကငါအချိန်မရွေးဝင်လာလို့ရတယ်။နေစီကားလာပြင်းတဲ့ကောင်းမတွေလည်းငါလုံးဝလွတ်ပေးမှာမဟုတ်ဘူး။အာကတ်စတမာတော့ပါတော့ငါနားမလည်ဘူးစတဲ့ချင်းချောက်တဲ့စာတွေလည်းဆက်ပြီးတော့ပို့နေခဲ့တယ်ပေါ့နော်။ အဲ့နဲ့ Dave ကဒီမိမတယောက်ရဲ့ဟိုတောက်လျှောက်ကိုကိုစောင့်ကြည့်နေတဲ့ stocking လုပ်နေတဲ့ဟာခံရတာနောက်ဆက်တာတွေလိမ့်နေအောင်ခံရတာနစ်ချီလာတဲ့ခါကျတော့ तू ကအဲ့ဒီနေရာမှာမပြော်တော့ဘူး။ဒါနဲ့ဒီဒီ2015ခုနှစ်ရောက်တဲ့အခါမှာ तू ကတခြားမျိုးကိုတခြားတနေရာကို तू ကပြောင်းသွားခဲ့တယ်ပေါ့။အဲ့တော့အဲ့လိုပြောင်းသွားတဲ့ချိန်မှာ list နဲ့လည်းအဆက်တွဲတိတ်မရှိတော့ဘူးအဲ့လိုဖြစ်သွားတယ်ပေါ့နော်။အဲ့ဒီချိန်မှာ ဒီ Dave ကလည်းနော် Now the Jane online dating app ကနေပြီးတော့အဲကောင်မလေးတယောက်နဲ့ပြန်ချင်းတွေ့ဖို့စ조사တယ်ကွယ်။သူကလည်းမမှတ်ဘူးနော်။အဲ့ဒီ dating app ကိုတုံးပြီးချစ်သူရှာလို့သူမှနစ်နဲ့ချီပြီးအဲ့လိုနောက်ဆက်ခံနေရတာတော့မှနောက်တစ်ခေါက်လဲ online dating app ကိုပဲပြန်တုံးပြီးတော့ချစ်သူရှာပြန်တယ်ပေါ့။ဒါအဲ့ဒီချိန်မှာကြတော့ carry ကပို့ဆိုးသွားပြီ။သူက Dave တို့ list တို့ကိုပဲနောက်ဆက်တာမျိုးမဟုတ်တော့ဒီတယောက်ကိုထိုက်ရတယ်ဆိုတော့ပေါ်လာတဲ့ခါကျတော့ သူ့မိမအရင်မိမအီမီနဲ့ကလေးတွေကိုပါသူကနောက်ဆက်တဲ့ချင်းချောက်တဲ့စာတွေစပို့လာတယ်။ဒေးဗ်ကိုလည်းပြောတယ်နင်မိမနဲ့ကလေးကိုငါဘာလို့ပြင်မယ်ညာလို့ပြင်မယ်အဆရှိတဲ့ပြင်ချင်းချောက်လာခဲ့တယ်ပေါ့နော်။ဆိုတော့ဒေးဗ်ကလည်းအရင်စိုးရင်သွားပြီးတော့သူကဒီသူ့မိသားစုကိုကာကွယ်ဖို့အတွက်ဆိုပြီးတော့ဒီပစ္စတိုတလက်ကိုသူကဝယ်ထားပြီးတီချာအဲဒါအိမ်ထဲမှာတင်ထားခဲ့တယ်ပေါ့နော်။အဲ့လိုမျိုးဖြစ်လာတဲ့အခြေအနေဆိုးရွားလာတဲ့အခြေအနေလောက်မှာပဲတစ်ဖက်မှာကြတော့ဒီ စုံထောက်တွေကနေပြီးတော့အဲကယ်ရီရဲ့ပျောက်ဆုံးမှုကိုတန်တရာပြန်ဝင်လာတယ်။အဲနဲ့အစဖော်ပြီးတော့ဟိုပြန်စုံစမ်းဖို့သူတို့ဆီစဉ်လာတယ်ပေါ့နော်။သူတို့စိတ်ထဲမှာကယ်ရီကတည်သွားပြီလို့သူတို့ထင်တယ်။ဒါပေမဲ့ဘာကြောင့်မို့လို့ဘလို့တည်သွားတယ်ဆိုတဲ့ဟာကိုကြတော့သူတို့ကဟိုအဖြေမရှိနေဘူးပေါ့နော်။အဲ့ဒါနဲ့ သူ့အမေကလည်းဒီဘယ်လိုထင်လဲဆိုတော့နန်စီကလည်းသူ့သမီးက message ပဲပို့နေတခါမှဖုန်းလည်းမဆက်ဘူးအတန်လည်းမပေးတဲ့အခါကျတန်တရားရှိလာတော့တော့ message ရတဲ့အခါမှပြောတယ်နင်တကယ်ကသမီးဆိုရင်ငါ့ကို voice message ပို့ငါ့ကိုခေါ်အဲ့လိုပြောရင်လည်းဟိုဘက်ကအဲ့လိုမျိုးလုံးဝတုံ့ပြန်လာတာမျိုးမရှိဘူးပေါ့နော်ဆိုတော့အားလုံးထင်တာတော့ carrier တည်သွားတော့ပြီးတခုခုဖြစ်နေတော့ပြီးဆိုတော့စိုးရင်စရာချင်းနေဖြစ်လာခဲ့တယ်ပေါ့နော်သူ့အမေကလည်းပို့စိတ်ပူလာတာပေါ့အဲ့ဒါနဲ့ ကယ်ရီအဒီပျောက်သွားပြီးတိတ်မကြခင်မှာသူတို့တွေ့ထားတဲ့ကယ်ရီရဲ့ကားကိုသူတို့ကတစ်ခေါက်ပြန်ပြီးတော့စုံစမ်းစစ်ဆေးဖို့လုပ်တယ်။အဲဆက်ဆချင်းတွေ့တော့ကလည်းပဲသူတို့ကစုံစမ်းစစ်ဆေးတာပဲ။ဒါပေမဲ့အဲ့ဒီတုန်းကကြတော့ဘာမှမတွေ့ရအောင်ဒီတဏှာဖြစ်စရာဘာမှမတွေ့ရအောင်ပေါ့နော်။ဆိုတော့အခုကကြတော့ အဲသူတို့ကဒီတစ်ခါကျတော့ဒီသူတို့ကဒီ blood ပေါ့နော်တွေးနဲ့ပတ်သက်တဲ့တန်တရားဖြစ်စရာ spot တွေရှိမလားဆိုတဲ့ဟောရှာတော့သူတို့ကအသေးစိတ်အဲ့လိုကားကိုတစားစီဖြုတ်ခွာပြီးတော့သူတို့ကစစ်ကြည့်လိုက်တဲ့အခါမှာဒီကားဖြစ်နိုင်ကုန်ရဲ့ကိုရှင်ကိုအဲ့လိုခွာလိုက်တဲ့အချိန်မှာအဲ့မှာတွေးကွက်တွေသူတို့ကတွေ့သွားအဲ့ဒါနဲ့တင်သူတို့ကလုံးဝ carry ကအသက်ခံလိုက်ရပြီဆိုတာကိုသူတို့ကပို့ပြီးတော့ခိုင်မာသွားခဲ့တယ်ပေါ့အဲ့နဲ့ဒီရေးတွေက အာသူတို့ရဲ့ဒီစုံစမ်းစစ်ဆေးမှုကိုတိုးမြှင့်လိုက်တယ်ပေါ့နော်ဒီအဲ dev နဲ့အဲ list ရဲ့ဖုန်းက data တွေကိုလည်းအကုန် download လုပ်ပြီးတော့အသေးစိတ်အဲဒီ message တို့တစ်ခါပြန်ပြီးတော့အာတုံတက်တယ်စစ်ဆေးတယ်ပြီးတော့အဲ့ဒီအချိန်မှာသူတို့ကဘာတွေ့သွားလဲဆိုတော့ list ရဲ့ဖုန်းထဲမှာ carry ရဲ့ကားနံပါတ်ပုံကားပုံလေးအဲ့လိုပုံရိပ်ကလေးတစ်ခုပါလာနေတယ်ဆိုတော့လည်းသူတို့တွေ့လိုက်ရတယ်အဲ့ဒီအပြင် လစ်စီအဖုန်းထဲမှာတော့ email account ပေါင်း20 30လောက်ရှိနေတယ်ဆိုတော့ဟိုပါတို့ကတွေ့လိုက်ရတယ်အဲ့တပ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကသူ့ဖုန်းထဲမှာပေါ့နော် message တွေကိုဒီ schedule နဲ့ပို့လို့ရအောင်ပေါ့နော်ကြိုတင်စီစဉ်ပြီးတော့ဘေးချိန်မှာဘေးချိန်မှာထွက်ဆိုပြီးတော့အဲ့လိုမျိုးအချိန်စီစဉ်ပြီးတော့ပို့လို့ရတဲ့ပုံစံမျိုးတွေနဲ့အဲလုံးလုံးရတဲ့ application တခုကိုပါအဲ email ထဲမှာအဖုန်းထဲမှာရှိနေဆိုတော့တွေ့သွားတယ် အဲ့ဒါနဲ့ရေးတယ်အလုံးဝဒါဟာ list ပဲဒီပေါ့နော် carry ရဲ့ပျောက်ဆုံးမှုရဲ့တရားခံဟာ list ပဲဖြစ်ရမယ်ဆိုတဲ့တန်တရားပို့ပြီးတော့ခိုင်မာခဲ့တယ်အစတုန်းကတော့သူက list ကိုတန်တရားတရားခံထဲမှာမထည့်ထားဘူးသူ့ကိုလည်းပဲဒီ victims ပေါ့နော်ခံရတဲ့အဲ့လိုမျိုး harassment လောက်ခံရတဲ့လူတနာစီရနော်အိမ်ကလည်းမိရှို့ခံရဘလာဘလာအဲ့လိုခံရတဲ့သူအနေနဲ့ပဲသူတို့ကကြည့်ခဲ့တာဘာကြောင့်လဲဆိုတော့သူ ਨੇ ဒီ dev နဲ့အတူတူရှိနေတဲ့အချိန်မှာလည်း message တွေဝင်လာတယ်ဆိုတော့ तू မဟုတ်ဘူးလို့ပဲသူထင်ကြတာပေါ့တကယ်တမ်းကျတော့ तू ကဒီမှာ application တုံးပြီးတော့အဲ့လိုချိန်ကြိုက်ပြီးတော့ message တွေ email တွေပို့နေတယ်ဆိုတာကိုသူကဒါတိသွားခဲ့တယ်ပေါ့နော်အဲ့တော့သူတို့ရဲ့တွေ့ရှိချက်အားလုံးရဲ့တန်တရားတရားခါဟာ list ဖြစ်နိုင်တယ်ဆိုတာကိုသူကမြင်သွားတယ်အဲ့တော့ list ကလည်းသူ့ကိုတန်တရာရှိလာနေတယ်ဆိုတာသိတာနဲ့တပြိုင်နဲ့ तू ကဘလို့ပြန်ကြံတယ်လဲဆိုတော့ဟာတဲ့ ဒီအာ carry ကိုတက်လိုက်တာပေါ့နော် div ရဲ့အရင်မိမအီမီဖြစ်နိုင်တယ်ပေါ့နော်ငါတို့ကိုနောက်ဆက်တဲ့ message တွေပို့နေတာလဲအဲ့ဒီမျိုးသမီးပဲဖြစ်ရမယ်ဆိုပြီးတော့သူကအဲ့လိုအတန်တွေထုတ်ထုတ်လာတာပေါ့နော်ဟိုသူ့သူ့ကိုတန်တရားရှိတဲ့နေရာနေပြီးတော့အေမီစီကိုအဲ့တန်တရားတွေရောက်သွားအောင်လို့သူကလွှဲချတဲ့ပုံစံမျိုးသူကစကြိုးစားလာခဲ့တယ်ပေါ့။တနေ့မှဒေးဗ်ကအိမ်ပြန်လာတဲ့အချိန်မှာ ဒီတူဝေထားတဲ့တနက်ဘူးရွှေ့နေတာတွေ့လိုက်ရအဲ့ဒါသူကတနက်ကူကြည့်လာတနက်ကပျောက်သွားခဲ့ပြီပေါ့တယောက်ယောက်ကသူ့တနက်ကိုလာခိုးသွားပြီအဲ့ဒီအချိန်မှာပဲနော်ဒီ list ကပန်းချံတစ်ခုမှာသူတနက်ခံရတယ်ဆိုပြီးတော့911ကိုအရေးပေါ်အကူအညီလာပြီတောင်းတဲ့ဖုန်းခေါ်ခဲ့တယ်တနက်ပြတဲ့သူကအမျိုးသမီးဖြစ်တယ်ပေါ့နော်သူတင်တာအေမီဖြစ်နိုင်တယ်ဆိုပြီးတော့သူကပြောခဲ့တယ် အကန်ကောင်းချင်တော့အေမီကအဲ့ဒီအချိန်လောက်မှာအလီပိုင်ကောင်းကောင်းပြနေနိုင်တာဖြစ်တဲ့အတွက်ကြောင့်အေမီကအဲ့ဒီတနပ်ပစ်တဲ့တန်တရာတေခံစင်းထဲမှာမပါလာခဲ့တော့ဘောနော်ဘာမှသူ့ဘာမှလုပ်လို့မရအောင်အဲ့ချိန်မှာ list ကရေးစကောင်းဖုန်းဆက်ပြီးတော့နင်တို့ကငါ့ကိုအေမီကတနပ်နဲ့ပစ်တာတောင်မှမဖန်သေးဘူးလားဘာလုပ်နေကြတာလဲအဲ့လိုလှမ်းကောပြီးတော့ပြဿနာရှာသေးတာမလွယ်ဘူးအတိတ်မကြခင်မှာပဲဒီအရင်တော့က list ခဏငှားပြီးတုံးခဲ့တဲ့ Dave ရဲ့ memory card ထဲမှာပေါ့နော်ဒီ IT ပညာရှင်ကဖျက်လိုက်တဲ့ file တွေအကုန်လုံးကိုပြန်ဖော်ကြည့်လို့ရသွားခဲ့တယ်သူဖော်နိုင်ခဲ့တယ်ပေါ့အဲ့ဒီဟာနဲ့ तू ကပုံတွေတခုချင်းစီကို तू ကအသေးစိတ်ပြန်ပြီးတော့အာလေ့လာတယ်ဘာဒါဘာဖြစ်နိုင်လဲဘာဖြစ်နိုင်လဲဆိုတာမျိုးတခြားလေ့လာတဲ့အခါမှာမမျော်လင့်မဲနဲ့ပုံတပုံမှာခြေထောက်လိုလိုအဲ့လိုခြေထောက်အပိုင်းဆလိုလိုမျိုးဝါးနေဖြတ်ထားတဲ့ပုံလေးဖြစ်တယ်လေနော်ဝါးဝါးလေးနဲ့ခြေထောက်အပိုင်းဆပုံလိုမျိုး တပုံတွေ့သွားတယ်တွေ့သွားတော့သူတို့ကအဲ့ဒီပုံကိုဒီအဲ career အမေနန်စီကိုလည်းတွက်ပြခြင်းနင်သမီးရဲ့ခြေထောက်မှာတက်တူးရှိသလားပေါ့ career ခြေဖမိုးမှာတက်တူးရှိရလေအဲ့ဒါနဲ့သူ့အမေကလည်းဟုတ်တယ်ရှိတယ်လဲသိလိုက်တော့ပြောလိုက်တော့ဒါသူ့သမီး career အတက်ခံလိုက်ရပြီဆိုတာသူတို့လုံးဝအသေးချသွားခဲ့တယ်ပေါ့နော် ဒီစုံစမ်းစစ်ဆေးမှုမှာအဓိကပညာရှင်ကတော့လုံးဝ IT ပညာရှင်ထော်နီပဲဖြစ်တယ်ပေါ့ကျွန်မသူ့အရန်သဘောကျတယ်ပေါ့နော်သူကဒီ digital footprints တွေအကုန်လုံးကို ပေါင်းပြီးတော့အသေးစိတ်သူကလေ့လာသုံးသပ်နိုင်တဲ့အတွက်ကြောင့်စီစစ်တုံးတတ်နိုင်တဲ့အတွက်ကြောင့်ဒီအမှုကပေါ်လာရတာဖြစ်တယ်။ဒီ၃နှစ်ကျော်ကာလအတွင်းမှာ carry ပို့ခဲ့တယ်လို့ယူဆရတဲ့ email ပေါင်းတထောင်ခွဲ เนาะ message ပေါင်းကဘလောက်လဲ9000ကျော်တောင်မှအဲ့ဒါတွေကို तू ကတနေရာထဲမှာပဲ database တခုစောက်ပြီးတော့အဲ့ထဲမှာ तू ထည့် application တခုတောင်အတစ်တောင် तू စောက်လိုက်နေတယ်အဲ့မှာထည့်ပြီးတော့ तू လုံးဝ question စိတ်ဖြန်လိုက်တဲ့ IP address တွေအကုန်လုံးကို तू analysis လုပ်လိုက်တဲ့အခါမှာဒီ top ဖြစ်တဲ့ IP address တွေတော်တော်များများက listener ဆိုင်တဲ့နေရာသူနေဘူးတဲ့နေရာတို့သူဝင်ထွက်တဲ့နေရာတို့က IP address တွေဖြစ်နေတယ်ဆိုတာကိုလည်းတက်တေထူနိုင်ခဲ့တယ်ပေါ့အဲ့ဒီအမှုစုံစမ်းနေတဲ့အချိန်မှာပဲထိုနေရာဒီအုံနောက်ထဲမှာယောဂါဖြစ်လာတဲ့အတွက်ကြောင့်အာ तू ကဟိုခွဲစိတ်ရမှာအဲ့နဲ့ तू ဆရာဝန်မေးတယ်ခွဲစိတ်ပြီးတဲ့နောက်မှာငါအုံနောက်အခြေအနေကဘလို့ဖြစ်မလဲပေါ့ဆရာဝန်ကပြောတယ်နေရဲ့ဒီအုံနောက်အလုံးလုံးနိုင်မဲ့ပုံစံ ဘယ်လောက်ထိအလုပ်ပြန်လုပ်နိုင်မလဲဆိုတာတော့မပြောတတ်ဘူးပေါ့အဲ့ဒါနဲ့တင် तू อ่ะအဲ့ခွဲစိတ်မဲ့ဟာနေနေနေငါဒီအမှုပြီးမှပဲခွဲစိတ်မဲ့ဆိုပြီး तू อ่ะရွှေ့လိုက်ခဲ့တာဖြစ်တယ်ပေါ့နော်ဒါမဲ့သူရဲ့စူးစမ်းဖော်ထုတ်မှုကြောင့်ပဲဒီ Lisa Carey ကိုတတ်ပြီးတော့ Carey ဟန်ဆောင်ပြီးသူ့ရဲ့ရာဇဝတ်မှုကိုဖုံးကွယ်ဖို့စူးစမ်းနေတယ်ဆိုတာကိုဖော်ထုတ်လိုက်နိုင်တာဖြစ်တယ်။အဲ့လိုဒါမဟုတ်ဘူးဆိုရင်ဘယ်သူမှတိမာမဟုတ်ဘူးပေါ့။နောက်ဆုံးတော့ဒီ2019ခုနှစ်မှာ list ကိုဒီကြိုတင်ကြံစီလူတက်မှုเนาะမီရှုမှုအဲ့ဒါတွေနဲ့ထောင်တတက်တကျွန်းချမှတ်နိုင်ခဲ့တယ်ပေါ့เนาะ carry ခင်ဗျာเนาะအာ carry နေရာမှာနေချင်းကျွန်မအရန် စိတ်မကောင်းဖြစ်မိတယ်အသက်လည်းခံရသေးတယ်ပြီးလို့ရှိရင်နာမည်ပြက်နေလည်းနေနေရသေးတယ်เนาะဟိုတားကိုလည်းစွန့်ပစ်တယ်ပြီးရင်သူများကို harassment လုပ်တယ်ပေါ့เนาะအဲ့လိုအာဆေးဆူချင်းချောက်တဲ့သူတယောက်နေနဲ့နာမည်ပြက်ပြီးတော့เนาะ၃-၄နှစ်လောက်အဲ့လိုမျိုးဖြစ်သွားခဲ့ရတယ်ပေါ့ ဆိုတော့ carry ရဲ့အမေနဲ့သူ့သားက okay carry ကတော့အသက်ပြန်မရှင်လာနိုင်တော့ဘူးပေါ့ဒါပေမဲ့ carry အတွက်ဒီတရားမျှတမှုပြန်ပြီးတော့ရှာနိုင်ခဲ့တယ်เนาะ carry ဘာဖြစ်သွားသလဲဆိုတာကိုသူတို့ကသိသွားတယ်ပြီးတော့တရားမျှတမှုကိုရှာနိုင်ခဲ့တယ်အဲ့ဒါအပြင်သူ့နာမည်ကိုပြန်ပြီးတော့အဖတ်ဆယ်နိုင်ခဲ့တဲ့အတွက်ဒါသူတို့မြေဖွားနှစ်ယောက်အတွက်ကတော့ဟိုပြန်ပြီးတော့ဒါဖြေတာတယ်ပေါ့နော်ဖြေတာတယ် move on စပြီးတော့ပြန်လုံနိုင်လိမ့်မယ်လို့သူတို့ကတော့ အယုံကြည်ရပေါ့နောက်တစ်ခုကတော့ဒီဖြစ်ရမှန်ဇလန်းလေးကိုเนาะ lover stalker killer ဆိုတဲ့ရုပ်ရှင်ဇလန်းအဖြစ်ပြန်ပြီးတော့ရိုက်ကူးခဲ့ကြတယ်ပေါ့เนาะဒါကို Netflix မှာကြည့်လို့ရတာဖြစ်ပါတယ်တချို့ပညာရှင်တွေသုံးတတ်တာကဒီဖြစ်ရမှန်ဇလန်းမှာ list ကเนาะဒီထင်အောင်ထင်မှာစိတ်ယောဂပေါ့เนาะအဆွဲလန်းလွန်စိတ်ယောဂလိုမျိုး ရှိတာမျိုးဖြစ်နိုင်တယ်လို့သုံးတတ်ကြတယ်အဲ့ဒါအပြင်ဒီ online dating app ကိုသုံးတော့မယ်ဆိုရင်ဆက်ဆက်ရရတတိထားပြီးမှသုံးကြပါမလိုလားတဲ့အခြေအနေမျိုးတွေမဖြစ်အောင်တတိထားပြီးမှသုံးဆွဲတဲ့နဲ့ဆိုပြီးတော့လည်းအမျိုးမျိုးဝေဖန်အကြံပေးတာတွေသုံးတတ်တာတွေလည်းအဲရှိနေကြတယ်ပေါ့နော် online dating app ကိုသုံးပြီးတော့တဲ့အချစ်စစ်ချစ်မှန်နဲ့တွေ့သွားကြတဲ့သူတွေလည်းရှိနိုင်ပေမဲ့ ဒီဖြစ်ရမှဇလန်းကိုကြည့်ပြီးတဲ့အခါမှာတော့ကျွန်တော်ကတော့ online dating app ကိုသုံးပြီးချစ်တူရှာဖို့လုံးဝစိတ်မကူရတော့ပါဘူး။အဲကျွန်မကတော့ dating app ကိုဆိုရင်လုံးဝကြောက်သွားပါပြီ။မလီငါရဲ့သုံးနေတဲ့ app တွေတော့မှဖျက်လိုက်ပါတော့မယ်။အဆရှိတဲ့ comment တွေလည်းအများကြီးဒီ movie နဲ့ပတ်သက်ပြီးတင်ထားတဲ့နေရာတွေမှာသူများတွေပြောနေကြတာတွေလည်းတွေ့ရတယ်ပေါ့နော်။ အဲတချို့ကကြတော့လဲဒီလိုဖြစ်ဆိုးကလူတိုင်းစီမှာဖြစ်လာနိုင်တာမဟုတ်ပါဘူးပေါ့ online dating app တွေကိုလည်းတတိအတိနဲ့ရှင်ပြီးသုံးလို့ရှိရင်ဘာမှမဖြစ်လာနိုင်ပါဘူးဆိုပြီးတော့ဆက်သုံးမဲ့အုပ်စုကလည်းတတ်တတ်ရှိတယ်ပေါ့နော်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကမြန်မာနိုင်ငံသားတွေကြားထဲမှာဒီခစ်စားတဲ့ online dating app နဲ့ပတ်သက်ပြီးတော့ပြောချင်တာအဲအဲ့လိုတွေရှိလို့ရှိရင် comment မှာရေးသွားခဲ့ပါအောင်နော်ခုချိန်ထိကြည့်ပေးတာအများကြီးကျေးဇူးတင်ပါတယ် ဒီ Rocky the Storyteller YouTube channel ကနေပြီးတော့ကြည့်ခဲ့ဘူးတဲ့ဖြစ်ရမန်ဇလန်းနေနဲ့မုခင်ဇလန်းနေကိုဆက်ပြီးတော့တင်ဆက်သွားမှာဖြစ်တဲ့အတွက် channel လေးကိုကျေးဇူးပြုပြီးတော့ like and subscribe လေးလုပ်ပြီးကြပါအောင်เนาะပြီးတော့ဇလန်းအစ်စ်တွေတင်တဲ့အခါမှာကျမတို့ချက်ချင်းတီးလို့ရအောင်ဒီခေါင်းလောင်းပုံ notification ကိုလည်း click ကလေးနှိပ်သွားပေးကြပါအောင်လို့နောက် movie မှာပြန်တွေ့မယ်เนาะအားလုံး bye bye